ခုတလော Facebook လူမှုကွန်ရက်မှာ hot ဖြစ်နေတဲ့ post ကိုကြောင်းပြောခြင်းနဲ့ဗျဂျပန်မှာတဖြည်းဖြည်းတိုးလာတဲ့ HMB ရဲ့သားကောင်များတဲ့အသက်ကလည်းငငယ်တက်ကတူလည်းမတက်ခဲ့ရမိဘအုပ်ထိန်မှုအောက်မှာပဲအမြဲနေခဲ့ရတဲ့ကောင်မလေးတယောက်အချိန်လေးအကြောင်းကြောင့်မိဘဖြစ်သူကစိတ်မချပေမဲ့ဂျပန်ကိုကြောင်းနဲ့လွတ်လိုက်ပါလေတက်ကတူလည်းမတက်ဘူး အဆောင်လဲမနေဘူးရီးစားလဲတခါမှ မထားဘူးဘူးတဲ့မိဘအုပ်ထိန်မှုအောက်ကနေလွတ်လာတဲ့လောကကြီးကြောင်းဘာမှတေချာမတိသေးတဲ့ကလေးတတလေးပေါ့ဂျပန်ဆောက်တော့အပေါင်းသေးရယ်စာလိုက်စာလုံးလိုက်လွတ်လွတ်လိုက်လဲလိုက်ပတ်လိုက်ပေါ့ဒီလိုလွတ်လပ်မှုအရသာဘယ်တုန်းကမှမခံစားခဲ့ရဘူးလေမိဘအရင်ကရိုးလေးနဲ့အရင်ကြည့်ကြည့်လိမ်မာတဲ့သမီးကောင်းလေးပေါ့ ကာလာကြတော့အပေါင်းအသင်းရဲ့လက်တပတ်တက်လာတဲ့တငယ်ချင်းတွေရီစောက်ကိုစီနေဆိုတော့သူလည်းရင်ခုန်တဖူးချင်နေပြီတဲ့တငယ်ချင်းမွေးနေ့မှာတောက်ကြစားကြကလပ်သွားကြတဲ့တငယ်ချင်းကအကုန်ကြခံပြီးသူ့မွေးနေ့မှာတကားခံနေတဲ့ကျန်တဲ့သူအားလုံးကချစ်သူကိုစီနေပေါ့သူကတော့ချစ်သူမရှိတော့အမြဲတယောက်တည်းပဲအားရတိုင်းမှာတငယ်ချင်းတွေနဲ့စုကလပ်ကိုလာတိုင်းနေပါသွားတယ်ဂျပန်ကကလပ်ဆိုပေမဲ့မြန်မာတွေတော်များများရှိတဲ့ကလပ်ပါတဲ့ ဂျပန်ကိုရောက်နေတဲ့မြန်မာတွေရောက်ဖူးသူတိုင်းဘဲကလက်လဲဆိုတာတန်းသိမယ်ထင်တယ်တဲ့တနေ့ပေါ်တဲ့အရက်ရှိရှိ အသားဖြူခတ်ချောချောအကိုကြီးတယောက်သူမနာကိုကတ်လာပြီးတွဲကတယ်ဘဲကိုစီနဲ့ကနေတငယ်ချင်းတွေကလည်းသူတို့အတွက်ကိုလစ်လူရှူထားတဲ့ချိန်မှာအဲ့ဒီကိုကြီးကဖော်ပြပေးတယ်တွိုင်းလက်လက်လိုက်ပို့တယ်ကျင်နာလည်းပေးတယ်နောက်ဆုံးကလပ်ပြန်မှာအကောင့်နဲ့ဖုန်းနံပါတ်တွေဖလှယ်ကြတယ်အပြူပေါက်ကောင်မလေးတယောက်ကတော့အကူကြီးရဲ့ဂယုဆိုင်မှုတွေမှာတာယာနေမိတာပေါ့ နောက်သိမ့်မကြပါဘူးဂျပန်ခဏအတွင်းမှာပဲသူတို့ရေးစားတွေဖြစ်သွားတယ်။ကောင်မလေးနဲ့ကိုရအသက်တော်กว่าတယ်။မိမကြမ်းကြည့်နေတဲ့ကိုကြီးရဲ့အယူရပြုစုတွေအောက်မှာကောင်မလေးအတော်သားရနေပြီပေါ့။သိမ့်မကြပါဘူးသူတို့အတူနေဖြစ်ကြပါတယ်။ကိုတော့သုံးပြီးမဲ့အတူနေကြတယ်။ဒီနေ့မထင်မဲ့ပဲကိုတော့ပေါ့လို့ကောင်မလေးတားစီတောက်ခဲ့ရဘူးလေ။နောက်လာတဲ့ကောင်မလေးရာသီပုံမှန်လာတော့ဒီလိုပဲသူတို့အတူတူဆက်နေသွားကြတာပေါ့ လာအနေငယ်ကြတော့ကောင်မလေးကចောင်းစာကားတစ်ဖက်အလောက်ကတစ်ဖက်အေးပြက်ရက်တွေကစိတ်လာတော့နေထိုင်မကောင်းဖြစ်လို့ကျမ်းမာရေးသွားစတဲ့အချိန်မှာအိတ်ဆိုင်ပြီးကူးဆက်ခံလိုက်ရမှန်းသိသွားတယ်သူမကဘာကြီးတစ်ခုလုံးငရဲလို့ပဲပူလောင်နေရတယ်။ကြောက်လန့်ပြီးချိန်မကင်ပြီးလက်မကင်ပြီးနဲ့ထိတ်လန့်လို့။စာထဲမှာပဲသင်ခဲ့ဘူးတဲ့အိတ်ရှံပြီးပိုးဆိုတာကြီးသူမစီမှာလက်တွေ့အကူဆက်ခံလိုက်ရပြီ။သူ့ကိုကြီးကိုဒီကိစ္စပြောလိုက်တယ် အဲ့ဒီကိုကြီးကိုတိုင်လည်းသူ့မှာ HIV ပိုးရှိနေမှန်းသိဖို့မပေါ်ဘူးအဲ့ဒီကိုကြီးကလည်းသူ့ရှိမှာရီးစားတွေအများကြီးထားခဲ့ဖို့ဆိုလို့အတူနေခဲ့ဘူးတဲ့အမျိုးသမီးတွေလည်းအများကြီးရှိဘူးလေတဲ့သူကိုယ်တိုင်လည်း HIV ကူးစက်ခံထားမှမသိလိုက်ဘူးအကိုကြီးကတော့ကောင်မလေးအတွက်အချစ်ဦးလည်းဖြစ်သလိုအချစ်ရဆုံးလူလည်းဖြစ်ပါတယ်ကိုကြီးကလည်းကောင်မလေးကိုလက်ထပ်ဖို့ရည်ရထားတယ်ကောင်မလေးကနေအေးတယ်ရင်ကျေးတယ် စကားပြောသိပ်ဖို့တယ်ဒါကြောင့်အဲ့ဒီကိုကြီးလေဒီကောင်မလေးနဲ့မှအချစ်ကတီမြဲသွားတာပေါ့လေဒါမဲ့သူလောက်ခဲ့ညအရာတွေဆိုးကြကတော့နှိမ်အောင်လုံးကိုထိခိုက်သွားပါတယ်အခုအဲ့ဒီကောင်မလေးလည်းကြောင်းထွက်ပြီးဗီဇာပြောင်းလိုက်တယ်ဘဝမှာပထမဆုံးနဲ့အချစ်ရဆုံးသူရဲ့ကိုကြီးကိုသူမမုန်းရနိုင်ဘူးငကိုကလေးကစိတ်ထားနှူးညံ့တတ်သူဖြစ်လို့ခွင့်လွတ်ပေးဖို့လမ်းမဲရွှေ့ချယ်လိုက်တယ် AIDS အဆင်မရောက်ခင်တီးလိုက်တာမို့နှိမ်အောင်လုံးစေကူတောင်းမှုခံယူပြီး ARDC တောင်းနေရပါတယ် ဒါပေမဲ့ HMB ဆိုတဲ့အရေးမဲကြီးကတော့စိတ်ထဲမှာရှိနေတော့မှာပဲအရင်လိုလူငယ်တဘာဝတက်ကြွပျော်ရွှင်မှုတွေမရှိတော့ဘူးအသက်ရှင်ရတာမပျော်တော့ဘူးအစိုးရကအကောင်းလိုပဲပြောရမလားရှိစားဖြစ်သူကဖေးမှပေးတယ်ပိုကူးဆိုင်ပေးတယ်သူကိုယ်တိုင်စိတ်ညစ်နေပြီမဲ့သူချစ်ရတဲ့မိန်းကလေးကိုအရင်ကထက်ပိုချစ်ပေးရှာတယ်သူကလည်းသူ့မားတွေကသူတကယ်ချစ်တဲ့သူ့ဘောမှာအရင်မဲကြီးလိုထင်ထွက်သွားစေတဲ့အတွက်ပြစ်ရှိတဲ့စိတ်နဲ့အမြဲတမ်းကြည်လန်ရဝမ်းနဲ့နေရတယ် ပေးခြင်းတဲ့ message ကတော့နိုင်ငံသားရောက်ရင်အုတ်ထိန်မှုမရှိတော့လို့လူငယ်တွေကလွတ်လပ်သွားတယ်။ကိုယ်စိတ်ဆန္ဒဘယ်သူမှတားမဲ့သူ မရှိတော့အဲရောနဲ့လိုက်ရောကြတယ်။အကောင်းဆုံးကတော့တရားဝင်လက်ထပ်ပြီးမှတူနေကြတာအကောင်းဆုံးပါ။တကယ်လို့လူငယ်တဘာဝချစ်ကြပြီးနှူးသဘောတူမယူခဲ့တူနေကြမယ်ဆိုလဲမင်းကလေးဖြစ်ပါစေယောက်ျားလေးဖြစ်ပါစေကိုချစ်သူကို100%မယုံပါနဲ့သူသဖြင့်ရင်ကလေးကချစ်ခဲ့ကြတာမဟုတ်ဘဲနဲ့ ဂျပန်ရောက်မှရင်းနှီးကြခင်မင်ကြပြီးမှချစ်ကြိုက်ကြတာဆိုရင်ပိုတည်ထားပါအတူနေဖို့ဒီရည်ရွယ်ချက်ရှိတယ်ဆိုရင်အတူမနေခင်မှာ စေးရင်စစ်ပါဒါလုံးဝလိုအပ်ပါတယ်စေးစစ်တာအပူတွေပါအကုန်လုံးသုံးလဲလုံခြုံတာပဲလို့မထင်လိုက်ပါနဲ့အခုဖြစ်တဲ့ပြဿနာကအကုန်လုံးပေါက်သွားလို့ယောဂကုသခံလိုက်ရတာပါဒါကြောင့်ကိုချစ်သူကတူနေဖို့တောင်းဆိုတဲ့အခါကိုကလည်းလက်ခံဖို့ဆန္ဒရှိတဲ့အခါစေးရင်စစ်ပါ လက်ထပ်ပြီးမှအတူနေတာတော့အကောင်းဆုံးဆိုပေမဲ့ဂျပန်ရောက်နေတဲ့တွဲများစုက living together နေလို့ဒီအကြောင်းကိုပြောရတာပါမြန်မာပြည်ကမိဘတွေလည်းဒါတွေသိထားဖို့လိုပါတယ်အိမ်မနေပြီးသာသမီပို့တဲ့လစာပဲဥတီချက်မထားပါနဲ့သာသမီကိုမလွတ်ထားပါနဲ့ရင်းမြီးချမှာကိုယ်သာသမီဘာတွေဖြစ်နေလဲကယူဆိုင်ပါဝိကြည်တန်ကြီးငါသမီးကျမရဲ့ဂရုစိုက်တော့လို့တော့ပဲမပြောပါနဲ့အဲ့ဒီလိုပြောလို့ငါတို့ကမြန်မာပြည်မှာသူတို့ကိုဘယ်လိုလုပ်မြင်မှာလဲ ဘာတနိုင်မှာလဲလို့ပြောပါနဲ့တာသမီတယောက်ရဲ့လိမ်မာခြင်း ဆိုခြင်းတိတက်ခြင်းမတိတက်ခြင်းဟာမိဘတွေရဲ့တာသမီပေါ်ဆက်ဆံမှုဂရုစိုက်မှုနဲ့အများကြီးတိုက်ရိုက်သက်ဆိုင်ပါတယ်ခုတော့ group တွေထဲမှာလည်းတွေ့မှာပါကို HIV ရောဂါကိုချင်းစာတရားကင်ပြီးတဏှာစိတ်ကြီးတဲ့လူတစုကြောင့်လွယ်တဲ့မိန်းကလေးတွေနောက်ဆက်တွဲဆိုးကျိုးတွေလည်းခံစားနေရပါတယ်။ယောဂါကိုကြောင်ရင်တော့ဆေးစစ်ခံဖို့လုံးဝမမေ့ပါနဲ့လို့ပြောချင်ပါတယ်။